မင်္ဂလာပါဒီနေ့မိတ်ဆွေတို့ကိုမိတ်ဆက်ပေးခြင်းတဲ့ software လေးကတော့ AK Mari Media ထုတ်လုပ်တဲ့ ModoBase 2 Virtual VST Plan လေးဖြစ်ပါတယ်ကျွန်တော်တို့ Home Studio တွေအတွက်စောင့်ထားတဲ့ software လေးတစ်ခုပါ အရင်ကျွန်တော်လုတ်ပေးခဲ့တဲ့ Ezet Base နဲ့မတူတာကဒီ IK Media Moto Base 2က Base အမျိုးအစားပေါင်းများစွာပါရှိပါတယ်။နောက်စိတ်ကြိုက်လဲချိန်ညှိလို့ရတယ်။ဂျိုးကအစား၄ဂျိုးတီးမလား၅ဂျိုးတီးမလား၆ဂျိုးတီးမလားဒါမျိုးရွေးလို့ရပါတယ်။ဒါဆိုရင် 16SP Precision Base ပေါ့။ဒီကောင်ဆိုရင် 70S ။ဒါဆိုရင် just pay model ကိုကိုယ်စိတ်ကြရွေးလို့ရတယ်။ double base လည်းရွေးလို့ရတယ်။ဒါအမျိုးအစားအများကြီးပါတယ်ဗျ double base ကို physical တို့အများကြီးပါတယ်ဒီမှာ slab base တပုံကြီးပါတယ် now finger ဆိုရယ်လဲစိတ်ကြက်ရွေးလို့ရတယ် fretless Slap bass. Finger base. ာ model တွေကို စိတ်ကြိုက်ရွေးလို့ရတယ်လို့ play style ကိုလည်းရွေးလို့ရတယ်ဒီမှာ finger တာကူလက်ရှိက finger ပေါ့နော် finger ကိုမှလက်တွေလည်းစိတ်ကြိုက်ရွေးလို့ရတယ်ဒါ alternate picking ပေါ့ဒါဆိုရင် လက်ညိုလက်ကလေးလက်ညိုလက်ကလေးအစားရွေးလို့ရတယ်ဒါကတော့ alternate picking ဒါဆိုရင်လက်ညိုဒါဆိုရင်လက်ကလေး တက်စ်ကိုမှအပြင်းကြိုက်လားနုနုကြိုက်လားဟတ်ဆော့နော်မန်ဒါဆိုရင်နော်မန်ဒါဆိုရင်ဟတ်ဒါဆိုရင်ဆော့ဒါတော့ဒီ left wing ဆိုတော့ကောင်းလေဒီမှာ flat position flat position ကို fingering easy လား near rest လားအနည်းဆုံးနှုတ်တွေနဲ့တီးသွားမယ်ပေါ့ first position လားစိတ်ကြိုက်ရွေးလို့ရတယ် open string ကို off ထားမလား on ထားမလားရွေးလို့ရမယ်ဘက်ကတန်လေး dash noise ရယ် line noise ရယ်ချိန်လို့ရ mass string ဒီမှာ finger book ကို fretted လား fretless လားပြီးဒီမှာကြိုး5ကြိုးလား6ကြိုးလားဒါက4ကြိုးဒါက5ကြိုးဒါက6ကြိုး လက်တီးလို့ရမယ်အရှင်အစတန်ဒါလာဟိုက်လာလိုးလာရွေးလို့ရမယ်ဒီမှာ type ဆိုပြီးတော့ထပ်ရွေးလို့ရသေးတယ်ဒီမှာ median ကျိုးပေါ့ကျိုးကို median ဒါဆို median ဒါဆို heavy light is all net new net broken in ပါတယ်သူ normal ရတော့ broken in မှာထထားတယ်ဒါကတော့ junior electronic နေနဲ့ data မှာ bridge ကိုဒီမှာဆိုရင် bridge pickup မပါဘူးဒါလေးကို online ရင်နော် bridge pickup ရောက်လာပြီအဲ bridge pickup ကိုကိုထားခြင်းနဲ့ pickup ထားလို့ရတယ် basement hp ဆိုပြီးရွေးထားတယ်ဒါကိုပြန် off ကြည့်မယ်ခုပြောင်းကြည့် bridge pickup ကိုပြောင်းတာပေါ့ပုံစံပြောင်းသွားရင်ဒါဒီ net pickup အဲ့ဒီကောင်ကိုလည်းပြောင်းလို့ရတယ်အဲ့ဒီမှာပုံစံပြောင်းသွားရင်ဒီမှာလည်းချိန်လို့ရတာလည်းအများကြီးပါတယ် PA studio studio မှာကျွန်တော်က base amp ကိုဒီမှာ solid state သုံးမလား tube သုံးမလားပေါ့အခုလက်ရှိဒီနေတာက solid state ကျုပ်ကိုပြောင်းကြည့်မယ်ကျုပ်ပေါ်မှာ gain ချိန်လို့ရတယ် base တွေ mid တွေ mid frequency travel မဟုတ် punch harmonic ပက်တန်မှာလည်းချိန်လို့ရသေးတယ်။ဒါတော့ပက်တန်ပက်တန်လေးဆိုရင်ကျွန်တော်ဆွဲထည့်ပြီးတော့သုံးလို့ရတယ်။ပက်တန်လေးကိုဖွင့်ကြည့်မယ်။အပေါ်ဆုံးကဟာလေးကိုလူးဆိုပြောင်းကြည့်မယ်။ country သူ့ပတ်တန်လေးတွေကိုယူပြီးတော့ကျွန်တော်ပြန်ပြင်လို့ရတယ်ဒီမှာဆွဲထည့်လိုက်လို့ရတယ်ကျွန်တော်ဒီမှာလိုးသလိုပြန်ပြင်လို့ရတယ်ကိုလိုချင်တဲ့ကီးနဲ့ပြန်ကိုက်အောင်ပြန်ရွှေ့လို့ရတယ် လူတို့ပိုလျှော့လုပ်လို့ရတယ်သူပတ်တန်လေးတို့မှီညမ်းလို့ရတာပဲဒီမှာဆန်းထားတဲ့ဟာလေးနဲ့တစ်ချက်ဆန်းကြည့်မယ် ဒါရတုပတံဆွဲထည့်ပြီးတော့ကျွန်တော်တို့တန်ဖန်း software မှာစိတ်ကြိုက်ပြန်ပြင်လို့ရတာပေါ့ဒီမှာ control တွေပါသေးတယ်ဒါရတော့ကျွန်တော်သိနားမလဲဘူး midi setting တွေအကုန်ပြောင်းလို့ရတယ်ဒီ age mari media modo base studio ရ home studio ဒီမှာ base guitar အတွက်အရန်အကူရတဲ့ software လေးတစ်ခုဖြစ်တာကြောင့်မိတ်ဆွေတို့မျှဝေပေးလိုက်တာပါ ကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်